ရော့ထန်ရဲ့အကူအညီနဲ့ညကစူပါရီချမ်းကိုအနိုင်ယူပြသွားတဲ့ရော့ထန်ရဲ့ရောက်ဖတ်ဆန်ကတက်ကတော့ဘောနပ်စ်မြလို့အတော်လေးကိုစိတ်ညစ်နေတာဗျဘောနပ်စ်ရစရာလားဗျတိုင်ကဘက်လိုက်လို့နော်တတိယအချီမှာအမှတ်အရမခံရဘူးကျူတင်စီစဉ်မှုနဲ့နိုင်ခဲ့တာကိုများနော်ဘောနပ်ကလိုချင်သေးတယ်။ညကပွဲမှာတော့စူပါယီချန်ကတော့ပရိသတ်တွေလုံးဝကိုထင်မှမထားတဲ့ဂိမ်းပလန်နဲ့အကောင်အဆုံလုပ်ပြသွားခဲ့တာကိုပဲကျွန်တော်နေနဲ့တွေးရပါတယ်။ရှုံးခဲ့တာလေ စူစူဝဝကြီးရှုံခဲ့တာမဟုတ်ပါဘူးเนาะဒီပွဲကအစကတည်းကတနိုင်ကလုံးလေးပြီပါတယ်ဒီပွဲကလုတ်ပွဲဂျူတင်ပြီးတော့ဇန်ညုံရေးထားတာဖြစ်တယ်ရောထန်ရဲ့ရောက်ဖဆန်ကားတဲ့အမြင့်တနေရကို ရောက်ဖို့တော့ဇူပါရီချောင်းကိုလေကတိနေနဲ့တုံးနေပွဲဆိုတာကတော့ဘယ်ကောင်းမှညင်းလို့မရပါဘူးဇူပါရီချောင်းအကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ဒုတိယအချိန်မှာပေးလိုက်ရတဲ့နောက်တောင်ချောင်းအတိုင်းအလုံးအဆုံးဖြတ်နေရှုံနေကြရတာပါเนาะ ဒိုင်းဘေးအကုန်လုံးကလေမျက်နှာတာလိုက်လွန်းနေဗျာအမှတ်တူကချီးလိုက်မယ်ဆိုရင်ကွာလိုက်တာများနော်တတိယချီမှာစူပါရီချန်ကတော်လေးကိုကောင်းတယ်သူ့ရဲ့အမြင့်ကန်ချက်တွေနဲ့စူပါရီချန်တောင်းအောင်ထိုးနိုင်ခဲ့တာပါနော်ဆန်ကတက်လဲချပါမယ်ဒိုင်းကအမှတ်ရည်လို့ရတယ်ဒါပေမဲ့ဒီအတိုင်းဒိုင်းကပတ်လိုက်တယ်နော်ချော်ရဲလို့ယူဆပြီးတော့အမှတ်မရှိပါဘူးဘလို့ပဲဖြစ်ဖြစ်ရည်ချန်ဆိုတာပါလေပြနိုင်ခဲ့တယ်စူပါရီချန်ဟာညကလှုပ်ပြသွားတာကတော့မြန်မာပြည်သက်တွေကိုလုံးဝဂုံငယ်စေခဲ့ပါဘူး ါဟာစူပါယီဂျန်အတွက်ခစ်ဘောက်ဆင်ပထမဦးဆုံးပွဲဖြစ်တယ်နော်ဟိုကောင်လိုဘောက်ဆင်မှာချန်ပီယံဖြစ်လာခဲ့တာလည်းမဟုတ်ဘူးချန်ပီယံကြီးလည်းမဟုတ်ဘူးဟိုကောင်ကနော်အတွေ့အကြုံလေးရင်းနေပြီးဆိုတော့အဲ့လိုကောင်မျိုးကိုစူပါယီဂျန်ကအခုလိုမျိုးလုံးပြနိုင်တာကလုံးဝလုံးဝကိုချီးကျူးစရာကောင်းတယ်ပြီးတော့စူပါယီဂျန်ဟာအုံနှောက်ကောင်းတယ်ဂိမ်းပလန်ကောင်းတယ်နီးစနစ်ကောင်းတယ်ဖိုက်တာလို့ကျွန်တော်နေနဲ့သတ်မှတ်လို့ရပါတယ်နော်ဆိုတော့လုတ်ပွေးတွေကြားထဲမှာအခုလိုမျိုးလုတ်ပြနိုင်တာကိုပဲကျွန်တော်နေနဲ့စူပါယီဂျန်ကိုကျေးဇူးတင်ပါတယ် ဇူပါအီချန်နောက်ပွဲတွေထပ်ရဖို့တော့အလုံးလုံးကိုမှထိုက်တန်ပါတယ်နောက်ပွဲတွေအများကြီးရပါစေကျွန်တော်မြန်မာပြည်သူတွေအားပြီးဖို့အစဉ်သင့်ရှိနေပါတယ်ဗျာ